နေပြီးတော့သွားရဲ့ချိန်မှာမိုးတို့တော့မှအဆောက်အုံနဲ့မအိပ်ရဲလို့အပြင်မှာထန့်နေထိုးပြီးတော့အိပ်ကြတာပေါ့နော်ရင်တထိတ်ထိတ်နဲ့အော်မလေးမြေမြေမြေရေဆိုလဲမြေမြေမြေချိုးရတာတို့ အိတ်တာဆိုရင်တော့မကောင်းကောင်းအိတ်မပြရဘူးပေါ့နော်ဆိုတော့တကယ်တကယ်တောက်လျှောက်နေနေတဲ့လူတွေဆိုလို့ရှိရင်ဘယ်လိုတော့မှခက်ခဲမလဲဆိုတာမိုးခံစားရတယ်ဆိုတော့ဒီတစ်ခေါက်ပြန်လေထူထောင်ရေးချိန်မှာလဲမိုးအနေနဲ့အခုအင်းလေးဘတ်မှာပေါ့နော်အိမ်လေးတစ်လုံးကိုလှူဒန်းသွားဖို့ရှိရပေါ့သူတို့ဒီလိုမျိုးပြင်ပန်းနေတဲ့ချိန်မှာမိုးတို့ပျော့အောင်လှုပ်ပေးနိုင်နေဆိုရဲစိတ်လေးရရတဲ့ကြောင့်ကိုလည်းအတိုင်းမတိအရန်ဝမ်းသာပါတယ် ကကူပိုင်တိုးနဲ့တိုက်ရိုက်သွားမဟုတ်ဘူးမိုးဒီအလှငွေစုပြီးရရှိတဲ့အချိန်မှာအဲမိုးရဒီမော်ဒယ်အဖွဲ့မော်ဒယ်ရပဲပေါ့နော်အကူတယောက်နဲ့သွားပြီးတော့ connect မိသွားရဲအကူကဒီလိုမျိုးပြင်သွားနေတဲ့အဖွဲ့ရှိရဲပေါ့နော်ဆိုတော့အဲ့အဖွဲ့နဲ့ညီမလေးအာအလှသွားလှချင်းလာဆိုရဲလာမရဲ့အချိန်မှာမိုးလေးဟုတ်တယ်လှချင်းနေကိုလို့ဘယ်လိုလုပ်ရမလဲဆိုပြီးအဲ့အကူကနေချိတ်ဆက်အဲချိတ်ဆက်ပြီးတော့ ဖြစ်ကျင်တော့အဲ့အဖွဲကိုလည်းကိုပိုင်တို့ကလည်းချိတ်ဆက်ထားတဲ့အချိန်မှာတခါရေးထွက်ဖြစ်သွားတဲ့သဘောပါဟုတ်နေပြီးတော့မှအာနေရာ maybe ၄နေရာလောက်ရှိရဟုတ်တယ်၄နေရာလောက်တိုတယ်ရှိရပေါ့နော်အဲ့မှာသွားလှူရအာမိုးကတော့ပထမပစ္စည်းတွေဝယ်ပြီးတော့သွားမလို့ပေါ့နော်ဒါပေမဲ့ကိုပိုင်တို့စီမှာလည်းပစ္စည်းတွေကလည်းအများကြီးပါနေအဲ့နဲ့မိုးငွေသားပဲအဓိကလှူခဲ့ပေါ့နော်ရမဲတင်းတို့ ီးလို့ရှိပျော်ပွဲတရဦးတို့ပြီးလို့ရှိအဲ့ကမန္တလေးပေါ့နော်အဓိကမန္တလေးသွားရလမ်းကျိုးတစ်လျှောက်မှာရှိရနေရာတွေကိုပျက်စီးနေနေရာတွေအဓိကသွားပြီးတော့လှူပစ်တာပေါ့နော်ဟုတ်အာကိုပိုင်ကအရန်ဘယ်လိုပါမလဲမေတ္တာတရားကြီးမားရယ်ဆိုပဲပြောလို့ရမလားဘယ်လိုပြောမလဲသူမျက်လုံးထဲမှာချစ်ချင်းမေတ္တာအပြည့်အများကြီးတွေ့ရတယ်ပေါ့နော်သူဆိုရင်အများကြီးပဲကားအကြီးနှစ်စီးလောက်ရှိရယ်ပစ္စည်းရယ်အများကြီးထည့်တာဆိုတော့အမှဆိုလို့ရှိရယ်အစုံမဲ့စီရရောပြီးလို့ရှိရယ်ဒစားတွေပါတယ်ပြီးတော့စားစရာတွေပါတယ်ပြီးတော့အာ ဆေးတွေပေါ့နော်ဆေးဝါးပစ္စည်းတွေအဓိကပါတယ်အဲဆိုတော့အများကြီးပဲပါတယ်အရန်ပီတီဖြစ်ရတယ်လူရဲချိန်ဆိုအရန်ပီတီဖြစ်ရတယ်ကိုကိုကတော့ကို in hand name မှာရှိရတယ်ကိုက cash လေးလှူရတယ်ဒါပေမဲ့တကယ်လိုအပ်တဲ့နေရာတွေမှာကိုပိုင်တို့အများကြီးအများကြီးလှူတာတွေ့ရတကယ်အရန်ပြောင်းမိရဝမ်းသာမိရသူတို့လုံးဝပင်ပန်းပြီးတော့ဘယ်လိုမှမလဲရန်နာကျင်မှုတွေအများကြီးရှိနေတဲ့အချိန်မှာပေါ့နော်မိုးရောရောက်လာတဲ့အချိန်မှာလုံးဝဝမ်းပန်းတတာနဲ့ပို့ပြီးတော့ကြိုးဆူကြရပေါ့နော်ဆိုတော့အဲ့ဒီအချိန်က အာမိုးရိုးအတွက်ကဘယ်လိုပြောမလဲသူတို့ဒီလိုမျိုးပင်ပန်းနေတဲ့အချိန်မှာမိုးရိုးပျော့အောင်လှုပ်ပေးနိုင်နေဆိုရဲစိတ်လေးရတဲ့အတွက်ကြောင့်ကိုလည်းအတိုင်းမတိအရန်ဝမ်းသာပါတယ်ဟုတ်ပြီးတော့မိုးကမတိငွေ5တိန်ဆိုတော့အဲ့5တိန်မိုးကတစားအဓိကလှူလိုက်တယ်ပေါ့နော်မိုးအလူကန်ရကောက်တဲ့ငွေပေါ့နော်စုစုပေါင်းဘလောက်လောက်ရှိလဲဆိုလို့ရှိရင်85တိန်9900 900ကျပ်အဲ့ဒါအဓိကအဲပထမအကျပ်ပေါ့နော်မိုးရိုးသွားနေတဲ့အချိန်မှာ အဲမိုးစင်းရင်ပိတ်လိုက်တဲ့အထိပေါ့နော်ဆိုတော့အမ85သိန်းရရဲ့ဒါပြီးတော့အမမိုးလှူလိုက်တာတွေရောပြီးတော့ဒုတိယအတုတ်ကဆိုလို့ရှိရင်60ကျော်ကျော်လောက်ရရဲ့တူတေက128ဒါပေမဲ့မိုးတို့တကယ်တကယ်လှူပြွားတဲ့အချိန်မှာအာတဝက်ကြံသေးရဲ့လက်ကြံငွေက60ကျော်ကျော်လောက်ကြံသေးရဲ့ပေါ့နော်ဆိုတော့အဲ့လောက်ကြံတဲ့အချိန်မှာပြန်လဲထူထောင်ရေးနေရာအဓိကလှူဖို့စဉ်းစားထားရဲ့အခုအင်းလေးဘက်မှာပေါ့နော်အင်းလေးအမတယောက်ကနေပြီးတော့ဥဆောင်ပြီးတော့သူတို့အာလှုပ်ပြီးနေရယ်ဆောက်ပြီးနေရယ်ဆိုပြီးတော့တွေ့ရဲ့ပေါ့နော်မိုးကြီးလိုက်တာတော့ 30လို့ရောကြားရဲ30နဲ့50အတွင်းလို့ရောကြားရဲပေါ့နော်ဆိုတော့အဲဒါမိုးကောက်ခံရရှိတဲ့အလူငွေပေါ်မူတည်ပြီးတော့မိုးအိမ်လေးတော့ထူထားဖို့ plan ရှိပါဟုတ်ရေပေးတော့ငွေလေးတော့ဆိုလို့ရှိရင်မိုးအဲ့ဒီတောင်ကြီးတောင်ကြီးပေါ့ဟုတ်တယ်တောင်ကြီးတောင်ကြီးမဟုတ်ကလောကလောမှာကလောမှာအဲ့အိမ်လေးတလုံးမိုးလှူဒန်းခဲ့တယ်ဆိုတော့အဲ့အလူရှင်တွေပြောရတာအခုဒီကြားအောင်နေမှာပေါ့နော်ဒီတိုင်းငွေသားပေးလိုက်လို့ရှိရင်သူတို့မှအိမ်မဖြစ်သွားတာများရယ်ပေါ့နော်ဆိုတော့ကိုယ်တိုင်ကိုကြတဲ့ချာလေးအာဒီကနေပြီးတော့အာ လောက်လူလဲဘလောက်လူလဲအဲသူတို့အိမ်တလုံးလုံးဖြုတ်သွားအချိန်မှာအရန်ဝမ်းတာရဲဆိုတော့ဒီတစ်ခေါက်ပြန်လေထူထောင်ရေးအချိန်မှာလဲမိုးအနေနဲ့အဲဒီအိမ်မော့နော်အိမ်လေးတလုံးကိုလှူဒန်းသွားဖို့ရှိရပေါ့နော်အိမ်လေးတလုံးဖြစ်ဖြစ်နှလုံးဖြစ်ဖြစ်မိုးရရဲ့အလှူငွေပေါ်မူတည်ပြီးတော့အမောက်ပေါ်မူတည်ပြီးတော့နော်အဲလှူဒန်းသွားဖို့ရှိပါတယ်ဟုတ် အာငလင်ထွက်လို့တာကြုံခဲ့ရတာဆိုတော့မိုးတို့နေပြီးတော့မှသွားရဲ့ချိန်မှာမိုးတို့တော့မှအဆောက်အုံနဲ့မအိပ်ရဲလို့အပြင်မှာဒီ platform မှာဒီလိုမျိုးထန့်နေထိုးပြီးတော့အိပ်ကြရပါတော့ဆိုတော့တချို့နေရာတွေဆိုလို့ရှိရင်ဒီဒီအဆောက်အုံနေမှာဆိုတော့လုံးဝအကွဲအကြောင်းကြီးအကြီးဆိုတော့သူတို့တွေဆိုလို့ရှိရင်ညအိပ်ရတာဘလို့တော့ထိတ်လန့်ပြီးတော့အိပ်ရမလဲမသိဘူးပေါ့နော်ပြီးတော့အိတ်ကောင်းချင်းအိတ်မရအဲ့လိုဖြစ်နေရပေါ့ဆိုတော့အော်ဒီကိုခဏလေးသွားတာတော့မှာ အိတ်နိုအိတ်နိုနဲ့အဲ့လိုဖြစ်နေတာဆိုတော့တကယ်တကယ်တောက်လျှောက်နေနေတဲ့လူတွေဆိုလို့ရှိရင်ဘယ်လိုတော်မှခက်ခဲမလဲဆိုတာမို့တွေ့ရပါတယ်ဟုတ်ခံစားရတယ်ပြီးတော့မိုးတို့ဒီရေချိုးတော့ဆိုလို့ရှိရင်လည်းမိုးတို့အေးရေတောင်မြင်မြန်မြင်မြန်မြန်မချိုးရရအကြာကြီးမချိုးရဘောနော်ကြက်ကြက်လှုပ်တယ်လို့လို့လှုပ်တယ်လို့လို့ကိုယ်စိတ်ကအဲ့လိုခံစားရရပြီးတော့ပြီးတော့တကယ်လေးလှုပ်လှုပ်လားဆိုတော့တကယ်လှုပ်နေရအေးမီးဆိုင်နေဆိုလို့ရှိရင်အာဖြည်းဖြည်းလေးရိမ့်တာလေလဲမတိုက်ဘူးဘာလို့မီးဆိုင်က ရင်းနေရလဲပေါ့ကြည်နေနေအဲဆိုလေတိုက်တာလားတော့မဟုတ်ကိုပဲကိုစိတ်ကပဲထင်အောင်ထင်မှားဖြစ်တာလားမဟုတ်တကယ်လှုပ်နေတာပေါ့เนาะအရန်အရန်အနေများပါရဲ့တကယ်လဲဟိုတကယ်တကယ်နေရလူရေဆိုလို့ရှိရင်ဘလို့တော်မှရင်တထိတ်ထိတ်နဲ့နေရမလဲဆိုတော့မသိဘူးကိုတော်မှရင်တထိတ်ထိတ်နဲ့အော်မလေးမြေမြေမြေရေဆိုလဲမြေမြေမြန်ချိုးရတာတို့အိတ်တာဆိုရင်တော့မကောင်းအိတ်မပြရဘူးပေါ့เนาะအဲ့လိုရှိအာ ပို့ပြီးတော့ like ကိုချင်းစာဝါတခုကမိုးရိုးဒီတစ်ခေါက်သွားတဲ့အချိန်မှာလမ်းဘေးမှာမိုးရိုးဒီထန့်ထိုးပြီးတော့အိတ်တာတော့မှာပြီးတော့ရာသီဥတုကလည်းပူရဲပြီးတော့ဒီအောက်အောက်ခြေကလည်းအပူအပူတွေဆုတ်ထားတာမြေကြီးကအပူတွေဆုတ်ထားတာအပူတွေပြန်ဟတ်တယ်ပေါ့နော်ဆိုတော့မိုးအောင်မှာတညတညလောက်ပဲအရာတည်းရဲ့ဒီလိုအတန်ကအတန်လုံးဝပျောက်သွားတယ်ခြေထဲမှာစကားပြောလို့ရှိရင်အတန်ညှစ်ထုတ်ပြီးပြောနေရတယ်ပေါ့နော်အတန်ဝင်သွားတယ်ဆိုတော့ဒီမိုးတော်တရက်တည်းအဲ့လိုဖြစ်တယ်ဆိုတော့တခြားတောက်လျှောက်အမြဲအိတ်နေတဲ့လူတွေဆိုရင်ဘယ်လိုတော့မှပင်မန်းလဲ ခက်ခဲမလဲဆိုတာမိုးကိုချင်းစာမီပဲပေါ့နော်အဲ့တကူကတကယ်မိုးအနေနဲ့ကိုယ်တိုင်တွေးလိုက်ရတဲ့အတွက်ကြောင့်တကယ်တကယ်ကိုချင်းစာမီပဲစင်မလုံးပြည့်စရာဖြစ်ဖြစ်ဆိုတွေးလိုက်ရင်အများကြီးပဲနော်ဘာလို့ဆိုတော့တကယ်လူတူတူယောက်ချင်းစီရဲ့တကယ်ဘယ်လိုပါမလဲအပိုင်ဆိုင်မှုပစ္စည်းတွေသူတို့တွေနှိရှိလာများအဆူဆောင်းခဲ့တဲ့ပစ္စည်းအများကြီးကအခု10မိနစ်10စက္ကန့်အတွင်းမှာအကုန်လုံးကဘယ်လိုပါမလဲပျောက်ကွယ်သွားဆိုတော့ ထိခိုက်တာအများကြီးပဲပေါ့နော်ပြောပြရစေအရန်နှမျောရယ်အရန်နှမျောဖို့ကောင်းတာကြီးအများကြီးတွေ့ခဲ့ဖျားပထိုးတွေဆိုလည်းအများကြီးပျက်စီးသွားရယ်နေအိမ်တွေဆိုလို့ရှိရင်လည်းအများကြီးပြူကျပျက်စီးသွားရယ်ဆိုတော့သူတို့အတွက်တကယ်လိုအပ်တာကတော့အခုပြန်လေထူထောင်ရေးချိန်ညာအရန်လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်မှာအကုန်လုံးပါဝင်ပေးကြပါလူနှမ်းပေးကြပါတကယ်ဘယ်လိုရမလဲလိုအပ်တဲ့နေရာကြီးတကယ်တကယ်သွားကြည့်မှအများကြီးတွေ့ရပေါ့နော်ဒါတော့မိုးရွာရောက်တာမန္တလေးထိပဲရောက်သေးတယ်တကယ် စကိုင်းဘတ်တို့ပြီးလို့ရှိရင်အင်းလီဘတ်တို့မှုလို့မရောက်သေးဘူးပေါ့နော်ဆိုတော့အဲ့မှလည်းအများကြီးလိုအပ်မယ်လို့မျိုးနေနေထင်ပါတယ်ဟုတ်အမ်ကေစီပြောလို့ပေါ့နော်မိုးတို့သွားလှူရဲ့ချိန်မှာမန္တလေးကကေစီနေရာရောက်သွားရပေါ့နော်ကေစီအုံကြီးရှိရဲ့နေရာပေါ့နော်ဆိုတော့အဲ့မှာဆိုလို့ရှိရင်ရောက်သွားတဲ့ကြက်သိန်းတော်ထားရသူတို့အရန်ပင်မန်းပင်မန်းလေးသူတို့နောက်ရက်အတွက်အမေးခွန်အားပြည့်နေဆက်ပြီးတော့အာဒီလူတွေပေါ့နော်မရရအောင်ကေမယ်ဆိုရဲစိတ်လေးတွေ့ရရဲကေစီအဖွဲ့ဝင်တွေကိုအဓိက သူတို့ထမင်းဟင်းကောက်ကောက်လေးစားရဖို့လိုအပ်တယ်ပေါ့နော်။ဘာလို့ဆိုအမြဲတခါလာတိုင်းဒီတရက်ချင်းနဲ့ဖားနေပဲအများအမြဲစားနေရတယ်ဆိုပြီးမိုးရကြရပေါ့နော်။ဆိုတော့အဲ့အတွက်လေစိတ်မကောင်းဖြစ်မိရဲ့သူတို့အတွက်ထမင်းလေးအတနက်ကကောက်ကောက်လေးစားလိုက်ရလို့ရှိရင်သူတို့နောက်ရက်အတွက်ခွန်အားကြီးအများကြီးရှိမယ်ဆိုပြီးတော့တွေးမိရပေါ့နော်။ဆိုတော့အဲ့အာစီစဉ်ထားကြပါရဲ့ဟုတ်။အကုန်လုံးတကယ်ဟိုပြင်ပန်းသွားကြပြီးပြီးတော့မိုးရကလည်းဒီဘက်က တက်နိုင်တလောက်ပေါ့နော်မိုးတို့အကောင်းဆုံးတေချာအကောင်းဆုံးကြိုးစားပြီးတော့အကုန်လုံးကိုအာအကုန်လုံးစီရောက်အောင်ပေါ့နော်မိုးတို့တေချာပြန်လေးထူထောင်ရေးချိန်မှာတဦးတယောက်ချင်းစီစီရောက်အောင်မိုးတို့တေချာလေးကြိုးစားနေပါရဲ့ပျက်စီးဆုံးရှုံးသွားရဲ့ဆုံးရှုံးမှုတွေကလည်းအများကြီးဒါပေမဲ့မိုးတို့အကုန်လုံးတေချာပြန်ပြီးတော့ပြန်လေးထူထောင်တဲ့နေရာမှာအကောင်းဆုံးအကောင်းဆုံးနေဖြစ်အောင်မိုးတို့တေချာလေးကြိုးစားသွားပါမယ်အားလုံးအားလုံးကိုအဓိကပြောချင်တာပေါ့နော် give site ကြပါလို့ပြောချင်ပါတယ်